ထိုင်းနိုင်ငံကန်ချနာပူရီပြည်နယ်အတွင်းအသက်16နှစ်ကနေ30ကြားအထောက်ထားမဲ့မြန်မာနိုင်ငံသား32ဦးထပ်မံဖမ်းဆီးခံခဲ့ရတယ်လို့ထိုင်းနိုင်ငံဘက်ကလာတဲ့သတင်းတွေအရသိရပါဗျ။မလွန်ခုနှစ်ရက်နေ့ညပိုင်းကထိုင်းနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်လာကြတဲ့အသက်16နှစ်ကနေ30ကြာအထောက်ထားမဲ့မြန်မာနိုင်ငံသားအမျိုးသား25ဦးနဲ့အမျိုးသမီး9ဦးတို့ကိုထိုင်းအာဏာပိုင်တွေကဖမ်းဆီးရမိခဲ့ကြောင်းထိုင်းသတင်းဌာနတွေရဲ့ဖော်ပြချက်တွေအရသိရပါဗျ။ ၎င်းအထောက်ထားမဲ့မြန်မာနိုင်ငံသားတွေဟာမြန်မာနိုင်ငံကရင်ပြည်နယ်ဖျားသုံးစုမြို့ကနေထိုင်းနိုင်ငံနဲ့ကိုတရားမဝင်လမ်းကြောင်းတွေကနေတဆင့်ဝင်ရောက်လာခဲ့ပြီးတဲ့နောက်ကန်ချနာပူရီပြည်နယ်စိုင်းဟော့မြို့နယ်ဗန်ဒီကျေးရွာအနီးတောအုပ်အတွင်ပုံကိုနေစဉ်ထိုင်းအာဏာပိုင်တွေရဲ့ဖမ်းဆီးခြင်းခံခဲ့ရတာဖြစ်တယ်လို့သိရပါဗျ။ဖမ်းဆီးခံခဲ့ရတဲ့အထောက်ထားမဲ့မြန်မာနိုင်ငံသားတွေဟာ ရန်ကုန်ဘကိုးတနင်္သာရီမန္တလေးတိုင်းမော်နဲ့ရခိုင်ပြည်နယ်တို့ကဖြစ်ကြောင်း၎င်းတို့ဟာထိုင်းနိုင်ငံအတွင်းအလုံးလုံးကင်မို့ရည်ရွယ်ပြီးတရားမဝင်လမ်းကြောင်းတွေကနေတဆင့်ဝင်ရောက်လာခဲ့တာဖြစ်ကြောင်းနဲ့၎င်းတို့အနေနဲ့ပွဲစားဖြစ်သူကိုတအုပ်ကိုထိုင်းဘက်ငွေ3000ပေးခဲ့ရကြောင်းထိုင်းအာဏာပိုင်တွေထံထွက်ဆိုချက်ပေးထားကြောင်းလည်းသိရပါဗျ။ ဖမ်းဆီးခံခဲ့ရတဲ့အထောက်ထားမဲ့မြန်မာနိုင်ငံသားတွေကိုဆိုင်းရော့မြို့မှာရှိတဲ့ရဲစခန်းမှာထိန်းသိမ်းထားပြီးစစ်ဆေးမှုတွေလှုံ့ဆော်နေကြောင်းနဲ့၎င်းတို့ကိုထိုင်းနိုင်ငံဥပဒေတွေအရအမှုဖွင့်အရေးယူသွားဖို့ရှိကြောင်းလည်းထိုင်းသတင်းဌာနတွေရဲ့ဖော်ပြချက်တွေအရသိရပါတယ်။အလားတူမလ6ရက်နေ့မနက်အစောပိုင်းကလည်းထိုင်းနိုင်ငံကချနာပူရီပြည်နယ်စံခလပူရီမြို့နယ်ဝင်းကကျေးရွာစံခလေမြစ်အတွင်းမှာအထောက်ထားမြန်မာနိုင်ငံသားဆက်နက်ဦးနဲ့အမျိုးသားတအူးတို့ကိုထိုင်းအာဏာပိုင်တွေကဖမ်းဆီးရမိခဲ့သေးတယ်လို့သိရပါဗျ။ ၎င်းတို့ကိုစံကလမြေကြောင်းကနေတဆင့်ထိုင်းနိုင်ငံအတွင်းကိုတရားမဝင်ပို့ဆောင်မှု လေသမားတဦးကတကြိမ်ကိုထိုင်းမှတ်ငွေ2000ရရှိခဲ့တယ်လို့၎င်းလေသမားကဝန်ခံထွက်ဆိုထားကြောင်းထိုင်းအာဏာပိုင်တွေရဲ့ပြောကြားချက်တွေကိုကိုးကားပြီးထိုင်းသတင်းဌာနတွေကဖော်ပြထားပါတယ်။ထိုင်းအာဏာပိုင်တွေရဲ့ဖမ်းဆီးခြင်းခံခဲ့ရတဲ့အထောက်အထားမဲ့မြန်မာနိုင်ငံသားတွေနဲ့ဆက်လီသမားတို့ကိုထိုင်းနိုင်ငံရဲ့ဥပဒေတွေအရအမှုဖွင့်အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်းသိရပါတယ်။အဲဒီလိုပဲမလ6ရက်ညပိုင်းမှာလည်းအထောက်အထားမဲ့မြန်မာနိုင်ငံသား19ဦးကိုလည်းကန်ချနာပူရီပြည်နယ်စံခလပူရီမြို့နယ်အတွင်းမှာရှိတဲ့တော်လန့်ကိုဖျက်ဆီးပြီးပွဲစားတွေကကျူတင်စီစဉ် င်ထားတဲ့မော်တော်ယာဉ်တွေနဲ့ထိုင်းနိုင်ငံအတွင်းကိုသွားရောက်ဖို့ကြိုးပမ်းစဉ်ထိုင်းအာဏာပိုင်တွေရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရသေးတာဖြစ်တယ်လို့သိရပါဗျ။